ပြန်မင်းဆွဲခံရတဲ့တာဂီတာကရွှေဆိုင်ပိုင်ရှင်ရွှေတဲ့ပစ္စည်းတွေပြန်လည်ရရှိရောင်တိုင်းဒေသကြီးတာဂီတာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးပြန်မင်းဆွဲခံရတဲ့မှုမှာမျိုးသား၃ကိုဖမ်းမိထားပြီးတင်းစီထားတဲ့ရွှေတဲ့ပစ္စည်းကိုလည်းပန်းရှင်မျိုးမိတံပြန်ပေးလိုက်ပြီဖြစ်ကြောင်းကိုတာကစားမျိုးနယ်ရက်စကန်နယ်နေဆက်သူတွေထံကသိရပါတယ် ရွှေစံပန်းရှင်အမျိုးသမီးပြန်ပြီးဆွဲခံရတဲ့ကိစ္စမှာကျွလူသုံးကိုဖမ်းဆီးရမိပါပြီဖမ်းမိတဲ့ရက်အတိကျကတော့မသိရပါဘူးတဝူးကရက်ွက်သေးကစိုက်ကားเสียပါနောက်နှစ်ဦးကဆိုင်ပန်းရှင်ရဲ့ចောင်းတက်တုံးကမိတ်ဆွေနဲ့နောက်တစ်ယောက်ကတော့အမျိုးသားတူပါလို့ဆိုပါတယ်တာဂိတာမြို့နယ်အမှတ်1ဈေးမှာလင်းလက်ရွှေစံအမီနဲ့ရွှေစံပွင့်လက်ထားတဲ့ဒေါ်စနာလင်းခေါ်မိထုတ်ဟာမတ်လ16ရက်နေ့မနက်ပိုင်းကဒူလေးဦးရဲ့ပြန်ပြေးဆွဲခြင်းကိုခံခဲ့ရတာဖြစ်ပါတယ် ဒေါ်စန္ဒာလင်းပြင်းပြဆွတ်ခံရပြီးတရက်အကြာမှာပဲမတ်လ19ရက်နေ့မှာအင်ကိုပြန်ရောက်လာခဲ့ပါတယ်အဆိုပါပြန်မင်းဆွဲခံရသူမျိုးသမီးဟာတာဂီတာမျိုးနဲ့အမှတ်၁ဈေးမှာလင်းလက်ရွှေစင်အမည်နဲ့ရွှေစင်ဖွင့်လက်ထားသူတယောက်ဖြစ်ပြီးသူနေထိုင်ရာတာဂီတာထူပါကို92လမ်းကနေဈေးကိုသွားတဲ့ချိန်လမ်းထိပ်မှာကားပေါ်တင်ပြီးတော့ပြန်မင်းဆွဲခံခဲ့ရတာဖြစ်ပါတယ်။ပြန်မင်းဆွဲလူရမှုကျွလုံမဲ့သူတွေဟာဖြစ်စဉ်မဖြစ်ပွားမီတပတ်ခန့်အလူကလေးကထူပါကို92လမ်းမှာလာရောက်စောင့်ကြည့်မှုတွေပြုလုပ်ခဲ့ကြောင်းကိုလည်းဒေသခံတွေကပြောပါတယ်။ အဆိုပါတက္ကသိုလ်မြို့နယ်ရွှေဆိုင်ပန်းရှင်ပြန်ပြီးဆွဲခံရပြီးလူရဲမှုကျူးလွန်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းသုံးတရာထုတ်ပြန်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်